မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်အတွင်းကပေါ်ပြီးမုံဆက်ယုံကအလုရှင်ဟာလောက်ခချော့ချလိုက်တဲ့အတွက်အလုသမားတွေကမကြည်မနဲ့ဖြစ်နေကြပါတယ်အောင်းအောင်းနိုင်တရင်ပစ်ပို့ထားပါရရှင်မန္တလေးမြို့ပြည်တကောင်မြို့နယ်မှာရှိတဲ့ပေါ်ပြီးမုံဆက်ယုံမှာအရင်ကသတ်မှတ်သေးဖြစ်တဲ့မုတ်တုတ်လောက်ကတထုပ်ကို250ကျပ်ပေးရကနေလောက်ရှင်မှာ50ကျပ်ချော့ချပြီး200ကျပ်သာပေးခဲ့တာကြောင့်မကြည်နဲ့မှုတွေဖြစ်ခဲ့တာပါမတ်မတ်တို့တို့မိုင်းတို့50ဆိုရန်နေနာတယ် အဲ့ကြောင့်ကျမတို့ကလည်းတကက်ကိုခတိုင်းလိုပဲကျမတို့မုံလုပ်ငန်းမဲ့လောက်ရတာချင်းတူရဖြစ်တဲ့တွေကျမတို့ကလည်းနတ်90လိုချင်တယ်သူတို့ဘက်ကလည်းဒီနေ့ကျမတို့ငင်းတယ်လုံးဝမပေးနိုင်ဘူးပေါ့မနေ့ကလည်းကျမတို့လောက်ရတယ်ဒါပေမဲ့ကျမတို့ပြန်ငယ်ပြီးမှ250ဆိုတာ200ဆိုတာတိခဲ့ရတာအဲ့ကြောင့်ကျမတို့ဘက်ကလည်း200မရ250မရမချင်မလုပ်ဘူးပေါ်ပြီးသေးရုံကလူသမားတွေကသူတို့ရင်ကရရှိနေတဲ့မူလလောက်ကကိုဥပဒေနဲ့ညီပြန်လဲရရှိနေဖို့မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းပေါင်းစုံဒုသမားသမဂ္ဂဖွဲ့ချုပ်ကတာဝန်ရှိသူနဲ့တွားရောက်ဆွေးနွေးခဲ့ပါတယ်။ အလေးကဒီ2013ကအလုတ်ကင်ကျွမ်းကျင်မှုဖွံ့ဖြိုးဖွံ့ဖြိုးတိုးတက်ရေးဦးစီမှာပါတယ်။အဲ့မှာပါပါလဲဆိုအလုတ်သမားကပေးမြခွင့်ရေးကျွန်တော်တို့ရော့ပြီးတော့ပေးလို့မရဘူးဆိုတော့ပါတာပေါ့နော်။ဒါပေမဲ့ဒီလိုကိစ္စရက်တွေကိုကြည့်တဲ့အခါမှာကျွန်တော်ကလုပ်ငန်းရှင်တွေကဒါမုံအစ်စ်ထုတ်တယ်။ဟိုမှာကုန်ပစ္စည်းအစ်စ်ထုတ်တယ်ဆိုပြီးတော့မှသူတို့အကြောင်းပြတယ်။အကြောင်းပြပြီးတော့မှသူတို့ပေးတဲ့ပတ်စံကိုသူတို့ကရှော့ပြီးတော့မှပေးခြင်းလို့ဒီလိုတွေလုပ်တာ။ဟိုတကယ်တမ်းတော့အဲ့လိုသွားလို့တော့မရဘူးဥဒီမာကပေးမြခွင့်ရရောလို့မရဘူးဆိုရတဲ့ချက်ပါထားတယ်အလုသမားတွေကိုမုံအစ်စ်ထုတ်တယ်ဆိုတိုင်း ူကရှော့ပေးလို့မရသလိုလူသမားတွေအနေနဲ့ချင်90သူပဲများလာရင်လာကထိခိုက်နေတာကြောင့်လူနယ်ညီနိုင်တပည့်ရေးဖွဲ့စည်းကိုလည်းလူသမားတွေကသွားရောက်တင်ပြသွားမယ်လို့ပြောပါတယ်။ပေါ်ပြီးသက်ယုံကတာဝန်ရှိသူကိုဒီပြည်ကသက်သွယ်မြင်မြန်ခဲ့ပြီမြေဖြေချဖို့ညှင်းဆူလိုက်ပါတယ်။ကျွန်တော်အောင်အောင်နိုင်ပါ